မင်္ဂလာညနေခင်းပါရှင်။အော်တိုဝါ29ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုစတင်ပေးထားရဲထုတ်လင့်တင်ဆက်ပေးပါမယ်။ဒီနေ့ညနေခင်းသတင်းတွေမှာတော့ရေကောက်ပွဲအပိုင်း2ကို2026ခုနှစ်ဇန်နဝါရီ17ရက်မှာကျင်းပမှာဖြစ်ပြီးမြို့နယ်တရာပောင်ဝင်မယ်ဆိုတဲ့သတင်း။ထိုင်းနဲ့မြန်မာမှာအသုံးများနေတဲ့ဟောင်ထိုင်းရှူစည်းဘူးတွေမှာဗက်တီးရီးယားပောင်ဝင်မှုများနေတဲ့အတွက် Thai FDA ကကျန်းမာရေးသတိပေးချက်ထုတ်ပြန်ခဲ့တဲ့သတင်း။ တရကီနိုင်ငံရဲ့အနောက်ပိုင်းမှာပြင်းအား6တက်သမတ်10ရှိတဲ့မြင်းကလေးလှုပ်ခတ်ခဲ့ပြီးတုံခေါမှုကိုအစ္စတန်ဘူမှာခန်းစားခဲ့ရတယ်ဆိုတဲ့သတင်းနဲ့ပရီးမီးယားလိဂ်ပွဲစဉ်9ရက်အကောင်းဆုံးကစားသမားအဖြစ်အမ်ဘူမိုရွေးချယ်ခံရတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်သတင်းတစ်ပုဒ်အနေနဲ့ရွေးကောက်ပွဲအပိုင်းနှစ်ကို2026ဇန်နဝါရီလ17ရက်မှာကျင်းပသွားမှာဖြစ်ပြီးမြို့နယ်တရာပါဝင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရွေးကောက်ပွဲအပိုင်းနှစ်ကို2026ခုနှစ်ဇန်နဝါရီ17ရက်မှာကျင်းပမှာဖြစ်ပြီးမြို့နယ်တရာပါဝင်သွားမယ်လို့သိရပါတယ်။ UEC ဟာ2025ခုနှစ်ဒသမ28ရက်မှာစတင်ကျင်းပပြုလုပ်မဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း1မှာပါဝင်တဲ့မြို့နယ်တရားနှစ်မြို့နယ်ကို2025ခုနှစ်ဩဂုတ်20ရက်ကကြေညာချက်အမှတ်56မြင်းဆောင်2025နဲ့သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း1ကို 2026ခုနှစ်ဇန်နဝါရီ17ရက်တနင်္ဂနွေနေ့မှာကျင်းပမှာဖြစ်ပြီးအပိုင်း2မှာမြို့နယ်တရားပါဝင်မယ်လို့အော်တိုဝါ28ရက်မှာယူရီစီကထုတ်ပြန်ပါတယ်။ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း2မှာပါဝင်မဲ့မြို့နယ်တွေအနေနဲ့ကချင်ပြည်နယ်မှာမချမ်းပေါ်မိုးကောင်းနဲ့ဝိုင်းမော်ကယားပြည်နယ်မှာဒီမော့ဆိုနဲ့ဖရူဆိုကင်းပြည်နယ်မှာဖာပေါ်နဲ့လိုင်းပွဲစကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ကလေးဝမင်ကင်ဝင်းတို့ကျွန်းလမြင်းမူ6ဦးစကိုင်းဘူးတလင်း အရာတော်ဖောင်းပြေမော်လိုက်တဲ့ရေဦးမြို့နယ်တွေတနင်္သာရီတိုင်းဒေသကြီးမှာရှိတဲ့ရေဖြူကျွန်းစုနဲ့တနင်္သာရီမြို့နယ်တွေပါဝင်ပါတယ်။ဓာပြေပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ဒိုက်ဦးရွှေကျင်ထန်းတပင်ရေတာရှိစီကုံပေါင်းတယ်ကဝတနက်ပင်ပေါက်ခေါင်ပတောင်းမိုးညိုနဲ့မင်းလှမြို့နယ်တွေမကွေးတိုင်းဒေသကြီးမှာရှိတဲ့ခံကောစိတ်ဖြူနှမောက်မြို့သစ်ငဖဲဆလင်းစေတုတ်တရာကမ္မမင်းတုံမင်းလှနဲ့စင်ပောင်ဝဲမြို့နယ်တွေ မင်္ဂလိတိုင်းဒေသကြီးမှာရှိတဲ့ဆင့်ကိုင်းကြောင်ဝရောင်းတတအိုးပြည်ကြီးတကောမဟာအောင်မြေဝန်တွင်သာစီအမရဘူရာနဲ့မတရားမြို့နယ်တွေမွန်ပြည်နယ်မှာရှိတဲ့ဘီလင်းမှုတုံတန်ဖြူစီရဲ့ရေးနဲ့ပေါင်မြို့နယ်တွေပါဝင်ပါတယ်အလားတူရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ဘက်အလားတူရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ဗဟန်းဗဘေတန်လာတာကုံမိုးကုန်းကြံကုန်းတကုံမြို့သစ်မြောက်ပိုင်းဒေါ်ပုံပစွန်တောင်လှိုင်းရွှေပြည်သား ထန်းတပင်လှေကိုတောင်ကလာပကိုကိုကျော်ကြီးမြင့်နိုင်တဲ့အင်းစိန်စားတဲ့မြို့နယ်တွေရှမ်းပြည်နယ်မှာရှိတဲ့ရွာငန်းစီဆိုင်ကလောမိုင်းခတ်မိုင်းပြင်းမိုင်းဖြက်ရက်ဆောက်တန့်ရန် မိုင်းရဲကွန်ဟိန်မိုင်းတုံမိုင်းယောင်မိုင်းရန်မိုင်းပန်မောက်မဲမိုင်းကိုင်တဲ့လဲချားမြို့နယ်တွေအေရီတိုင်းဒေသကြီးမှာရှိတဲ့ကြောင်းကုန်းကန်ကြီးတောင်တာပေါင်းကြိုက်လက်အေရီဖျာပုံဘူကလေးပန်းတနော် ဝါခင်မားနဲ့အိမ်မဲစားတဲ့မြို့နယ်တွေဟာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်းနှစ်မှာပါဝင်တာဖြစ်ပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ထိုင်းနဲ့မြန်မာမှာအသုံးများနေတဲ့ဟောင်ထိုင်းရှူစေးဘူးတွေမှာဗက်တီးရီးယားပါဝင်မှုများနေတဲ့အတွက် Thai FDA ကကျန်းမာရေးသတိပေးချက်ထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနဲ့မြန်မာနိုင်ငံမှာအသုံးများနေတဲ့ဟောင်ထိုင်းရှူစေးဘူးတွေမှာ ဖက်တီးရီးယားပါဝင်မှုများနေတဲ့အတွက် Thai FDA ကကျန်းမာရေးသတိပေးချက်ထုတ်ပြန်ခဲ့တယ်လို့ Straits Times သတင်းစာကဖော်ပြခဲ့ပါတယ်။ဒီရှူဆေးမှုတွေရဲ့ဓာတ်ခွဲစမ်းသပ်မှုရလဒ်တွေနဲ့ပတ်သက်ပြီး Thai FDA ကတင်ဝင်ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ Hong Thai Panish Company ကထုတ်လုပ်တဲ့မှတ်ပုံတင်နံပါတ် G 309 Select 62 Hong Thai Harvest Formula 2အမှတ်တံဆိပ်အစိမ်းနှုတ်ရောင်ရှူဆေးမှုတွေရဲ့နမူနာတွေကို စိတ်သိမ့်ပန်ဌာနကစူးစောင်းရယူခဲ့တာပါလေးလာချက်တွေအရဒီထုတ်ကုန်တွေဟာဗက်တီးရီးယားပါဝင်မှုများနေပြီးသမတ်အရေးသွေးစံနှုန်းကိုပြင့်မိခဲ့ခြင်းမရှိကြောင်းတွေးရှိခဲ့ရတယ်လို့ဆိုပါတယ်။ကော်မတီကတော့၎င်းတို့ရဲ့ရှူစည်းမှုအလုံးမဟုတ်ဘဲကုန်ထုံးလုံးမှုနံပါတ်စဉ်3933332 lot 000332ရှူစည်းမှုတွေမှာသာသမတ်ပမာဏထက်ဗက်တီးရီးယားနဲ့ပိုးမွှားပါဝင်မှုနှုန်းများပြားခဲ့တာဖြစ်ပြီးဒီရှူစည်းမှုတွေကိုပြန်လည်သိမ်းယူနေတယ်လို့ကြေညာခဲ့ပါတယ်။ တရကီနိုင်ငံရဲ့အနောက်ပိုင်းမှာပြည်အောင်၆တက်သမတ်ရှိတဲ့မြင်းကလေးလှုပ်ခတ်ခဲ့ပြီးတုံခါမှုကိုအစ္စတန်ဘူမှာခန်းစားခဲ့ရတယ်ဆိုတဲ့နိုင်ငံတကာသတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။အော်တိုဝါ၂၈ရဲ့ညပိုင်းကတရကီအနောက်ပိုင်းစင်တာဂျီမြို့မှာပြည်အောင်၆တက်သမတ်ရှိတဲ့မြင်းကလေးလှုပ်ခတ်သွားခဲ့တယ်လို့အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ဒါဟာ၃လမပြည့်မီဒုတိယအကြိမ်ငလင်လှုပ်တာဖြစ်တယ်လို့တူရကီအာဏာပိုင်တွေကပြောပါရယ် မြင်းကလေးဟာအောက်တိုဘာ28ရက်ည10:48မိနစ်မှာလှုပ်ခဲ့တာဖြစ်ပါတယ်။မြင်းကလေးရဲ့တုံခေါမှုကိုစေဝိုင်းမြို့တော်အစ္စတန်ဘူနဲ့ကမ္ဘာလက်ခီးတော်တွေလာရောက်မှုအများပြတဲ့အစ္စမာမြို့တွေမှာလည်းခန်းစားလိုက်ရတယ်လို့တူရကီရဲ့ AFDA အရေးပေါ်ဌာနကပြောပါရယ်ထိခိုက်ဒဏ်ရာရသူတွေရဲ့သတင်းတွေကိုချက်ချင်းမသိရသေးပါဘူး နောက်ဆုံးလွှတ်ခဲ့တဲ့ငလင်အပေးမှာလူတွေပြောင်းရွှေ့ခဲ့တဲ့အဆောက်အုံ၃လုံးနဲ့စတိုးဆိုင်တစ်ခုတော့ပြိုကျသွားခဲ့တယ်လို့ပြည်ရင်းရေးဝန်ကြီးကပြောပါရယ်။ဩဂုတ်၁၀ရက်မှာအလားတူပမာဏရှိတဲ့ငလင်လွှတ်ခတ်ခဲ့တာကြောင့်စင်တာကြီးမြို့မှာတဦးသေဆုံးခဲ့ပြီးဒါဇင်ချီထဏ်ရာရခဲ့ပါရယ်။ဒီမြို့ဟာအစ်မားမြို့ရဲ့အရှေ့မြောက်ဘက်86မိုင်138ကီလိုမီတာကမှတည်ရှိတဲ့တောင်ကုန်းတွေပေါ်ကမြို့ဖြစ်ပါတယ်။တူရကီဟာပြည်ရွေကျော်ရေရှုပ်ရှက်ခတ်နေတဲ့နေရာမှာတည်ရှိတဲ့နိုင်ငံဖြစ်ရာအရင်ကပြင်းထန်တဲ့မြင်းကလေးတွေလှုပ်ခတ်ခဲ့ပါတယ်။ ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Premier League ပွဲစဉ်9ရက်အကောင်းဆုံးကစားသမားအဖြစ်အမ်ဘူမိုရွေးချယ်ခံရတဲ့အကစားသတင်းကိုတင်ဆက်ပေးပါမယ်။မန်ယူအသင်းတက်စစ်ကစားသမားအမ်ဘူမိုဟာ Premier League ပွဲစဉ်9ရက်အကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရတယ်လို့သိရပါဗျ။အမ်ဘူမိုဟာ Brighton အသင်းကို၄ဂိုး၂ဂိုးနဲ့အနိုင်ရခဲ့တဲ့ Premier League ပွဲစဉ်၉မှာ၂ဂိုးသွင်းယူပြီးခြေစွမ်းပြခဲ့တာကြောင့်အခုလိုရွေးချယ်ခံခဲ့ရတာပါ ဒီစုကိုပြည်သက်တွေရဲ့ဆန္ဒမဲနဲ့ရွေးချယ်တာဖြစ်ပြီး MMO ကဆန္ဒမဲ45ရာခိုင်နှုန်းရရှိခဲ့ပြီးဖန်တီဘန်က28ရာခိုင်နှုန်းအဇေးက10ရာခိုင်နှုန်းအာရွန်ဆန်က6ရာခိုင်နှုန်းအမတူအိုနာနာနဲ့ခြာကာက4ရာခိုင်နှုန်းဖလမင်နဲ့ကာယိုတီက2ရာခိုင်နှုန်းရရှိခဲ့တယ်လို့သိရပါတယ်ပရီးမီးယားလိပွဲစဉ်ရှေ့ရဲ့အကောင်းဆုံးကစားသမားဆုကိုလည်းမန်ယူနောက်ခံလို့မကွာရရရှိခဲ့တာကြောင့်ဒီဆုကိုမန်ယူကစားသမားတွေနှစ်ပတ်ဆက်တိုက်ရရှိခဲ့တာဖြစ်ပါတယ်။ ပရီးမီယာလိပွဲစဉ်အလိုက်အကောင်းဆုံးဆုရရှိထားသူတွေကတော့ပွဲစဉ်1မှာ စပါတင်ကရစ်ချာလီဆန်ပွဲစဉ်2မှာစပါတင်ကဘယ်လင်ညာပွဲစဉ်3မှာလီဗာပူးကဆိုဘိုဇလိုင်းပွဲစဉ်4မှာစပါတင်ကဘတ်ဘောပွဲစဉ်5မှာလီဗာပူးကဂရာဗန်ဘတ်ပွဲစဉ်6မှာမန်စီးတီးကဟာလန်ပွဲစဉ်9မှာချယ်ဆီအသင်းကကိုင်စီတိုပွဲစဉ်10မှာမန်ယူအသင်းကမကွာယာနဲ့ပွဲစဉ်9မှာမန်ယူအသင်းကအမ်မိုမိုရို့ဖြစ်ပါတယ်။ အော်တိုဝါ29ရက်နေ့ညနေ၄နာရီညနေခင်းသတင်းတွေကိုတိုင်းရထွန်းလေးတင်ဆက်ပေးသွားခဲ့တာပါ။ည၈နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရစေ။